ခင်ကကာတိုက်ခံရတာကြောင့်ညီလေးတွေနဲ့လမ်းပိအိတ်ကချာကျွေးနေရတဲ့အကိုကြီးအဖရပြည်သားသူ17နှစ်သားလေးသားလေးထီလီယန်ကအသက်17နှစ်အရွယ်နဲ့မလိုက်တဲ့ဘဝအမော်ဒီကိုထမ်းထားရတာဖြစ်ပါတယ်။သားလေးထီလီယန်မှလူမမယ်မောင်လေးနှစ်ယောက်ရှိကဖခင်ကလည်းမရှိတော့ပါဘူး။ဖခင်ကထွက်ပြေးသွားတဲ့အတွက်မိခင်နဲ့သာနေရတာပါ။အဲ့လိုအချိန်မှမိခင်ဖြစ်သူကကားမတော်တိုက်ခံလာရတာပါ။တိုက်တဲ့ကားကလည်းထွက်ပြေးသွားတဲ့အတွက် မိခင်ကဆေးကူပေးမဲ့သူမရှိပဲဆေးရုံမှာဖြစ်နေတာပါ။တားလေးတို့မှနေစရာတောင်မရှိတဲ့အရှင်နေမို့မိခင်ကိုဆေးလဲမကူပေးနိုင်ပါဘူး။မိခင်ဖြစ်သူကဆေးရုံမှာတယောက်တည်းနေရကလာကြည့်မဲ့သူလည်းမရှိပါဘူး။ဒါဓမ္မကလည်းထွေပြေးတွားတာမို့ဘာတောင်းဝန်ယူမှုမှလည်းမရှိပါဘူး။မကွယ်လွန်တာပဲကံကောင်းတဲ့ဆိုပြီးဖြစ်သိနေကြရတာဖြစ်ပါတယ်။တအားကြီးဆုံးဖြစ်တဲ့ထလင်းအောင်ကတော့မောင်လေးနှစ်ယောက်ကို လမ်းဘေးမှာခေါ်အိမ်နေတာပါလမ်းဘေးမှာသူများပစ်ထားတဲ့ပင်ပြားလေးတွေနဲ့ကားကားဆောင်းလေးတစ်ထည်နဲ့သုံးယောက်အိတ်ကြတာပါလမ်းဘေးမှာအိတ်ရတာမို့ညဆိုအတော်လေးကိုကြောက်ဖို့ကောင်းပါတယ်ညမောင်တဲ့အချိန်ဆိုလူပြက်ကတရေချောက်တလို့ခံစားနေရတာပါတားလေးကသူ့မအိတ်ရဲတော့ပဲမောင်လေးနှစ်ယောက်အိတ်တာကိုတန်းထိုင်ကြည့်နေတတ်တာပါသူအိတ်နေတော့တရေလာဆွဲသားမှကိုစိုးရိမ်နေတာကြောင့်ဖြစ်ပါတယ် တရေကျလို့မိခင်ဖြစ်သူအများဆုံးပြန်လာပါစေဆိုပြီးဆုတောင်းကနေနေရတာဖြစ်ပါတယ်။ကလေးနှစ်ယောက်ထဲမှာတယောက်ကလည်းနှုတ်တောင်မပြည့်သေးတဲ့အခြေအနေဖြစ်ပါတယ်။နှုတ်မပြည့်သေးလို့နှုတ်မဟုတ်တွေဝယ်ပေးကသူပဲဖြော်တိုက်ပါတယ်။စားဝတ်နေရတဲ့အတွေ့အသားလေးကဝက်ရှော့မှာအလုပ်ဝင်လုပ်နေပါတယ်။ကဝက်ရှော့မှာတောက်တုံမဲရခိုင်းသမျှအကုန်လုံးလုပ်ပေးတာဖြစ်ပါတယ်။တရေကိုတထောင်မုတ်ဖိုးပေးပြီးသူတို့ကိုထမင်းကျွေးတယ်လို့သိရပါတယ်။မောင်လေးတွေကိုပါထမင်းကျွေးတဲ့အတွေ့ ဒါလေးကအလုတ်ဝင်လုပ်နေတာဖြစ်ပါတယ်ဝက်ရှော့မှာကုလုပ်ရတာကတရင်မှတထောင်ရတာမို့ဘာမှတော့အဆင်ပြေပါဘူးရတဲ့တထောင်ကမောင်လေးအတွက်နှုတ်ဝယ်ပေးရတာနဲ့တင် ပြန်ကုန်သွားတာဖြစ်ပါတယ်မိခင်ဖြစ်သူမရှိဘဲဖြတ်တန်းနေရတဲ့အပေါ်ဒါလေးကအရန်ကိုစိတ်အားငယ်နေရတာဖြစ်ပါတယ်ညာဆိုလဲမအိတ်နိုင်ပဲကြောက်နေရတာမို့ပြေးပြေးရတဲ့နှိပ်တွေလည်းများနေပါပြီညာတိုင်းလိုလိုမနဲ့ခဲနှစ်နာရီလောက်မှသာအိပ်ပျော်သွားတာပါမိခင်ဖြစ်သူကလည်းညီလေးတွေကိုစောက်ချောက်ရမယ်လို့မှားထားတာမို့ ။ဒါလေးကရတဲ့နည်းနဲ့စောက်ရှောက်ဖို့စဉ်းစားထားပါတယ်။ဒါပေမဲ့လည်းကလေးတဘောကဒီလိုကြီးမဖြတ်တန်းချင်တော့ဘူးဆိုကငိုတာမျိုးလည်းရှိပါတယ်။ဒါလေးကအကြီးဆုံးမို့ဒီတောင်းဝန်တွေကိုယူနေရပေမဲ့အတက်က၁၇နှစ်ဝန်းကျင်သာရှိသေးတာမို့မခံနိုင်ပါဘူး။မခံနိုင်ပေမဲ့လည်းဘဝပြီးအရှင်နေရထိန်းနေရတာမို့မိခင်ဖြစ်သူအမြန်ပြန်လာတော့ပါဆိုပြီးတာမျှော်လင့်နေကြဖြစ်ပါတယ်မိခင်ဖြစ်သူတာပြန်လာရင် ညှက်ဆွန်လဲသူကောင်းကောင်းအိပ်ပျော်သွားမှာမို့မျောနေတာဖြစ်ပါတယ်ညှက်ဆွန်လဲသူကောင်းကောင်းအိပ်ပျော်သွားမှာမို့မျောနေတာဖြစ်ပါတယ်ဒါပြင်ဒါလေးကသူများကလေးတွေလိုကြောင်းလဲသွားရှင်ပါတယ်ဝှျော့အလုံးနဲ့ဒါဘဝကိုအရှိန်မကုန်ရှင်ပေမဲ့လဲရွေးချယ်စရာလမ်းကမရှိနေပါဘူးကြောင်းတက်ပြီးပညာသက်တယောက်ဖြစ်အောင်တင်ယူရှင်တယ်လို့ဖွင့်ဟလာခဲ့ပါတယ်အခုနောက်ပိုင်းမှာကားတိုက်ပြီးရင်ထွပြေးတာတွေကအရန်ကိုများလာခဲ့တာပါအင်ရှီယာမဲ့မိသားစုဝင်တွေကို တိုင်းမိတာမျိုးဆို ပို့ပြီးတော့အတောင်မယူရှင်ပဲဖြစ်နေကြတာပါအခုလိုအရှင်တွေကြောင့်အစ်စ်ဆုံးရှုံးရသူတွေလည်းအများကြီးကိုရှိနေတာပါဒါအပြင်အခုဆိုရင်မိခင်ကိုအားကိုးနေတဲ့ကလေး၃ယောက်မှလည်းလမ်းဘေးမှာဖြစ်ရှင်တိုင်းဖြစ်နေရတဲ့ဘဝကိုရောက်ရှိနေတာပါညီလေး၂ယောက်နဲ့ဒုက္ခရောက်နေတဲ့တားလေးပေါ်ဗိတ္တတို့ရဲ့အမြင်လေးကိုလည်း comment မှာညီတွားပေးပါအောင်ရှင် ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်